အမေရိကန်ထောင်လိုင်းအဖွဲ့ CIA ဟာစိတ်ထိန်ချုပ်မှုဆိုတဲ့သိပ္ပံပညာကိုကျွမ်းကျင်အောင်လုပ်ဖို့လှုပ်ဝက်ပြီးတောက်စရာကောင်းတဲ့အစီအစဉ်တစ်ခုကို1950နဲ့1960ခုနှစ်တည်တုန်းကပြုလုပ်ခဲ့ပါတယ်။ဒီလှုပ်ဝက်လည်လာမှုတွေကသိပ္ပံစိတ်ကူးရင်ဇာတ်လမ်းလိုထင်ရပေမဲ့အမှန်တကယ်ဒီထက်တောင်တော်လုံးစရာကောင်းနေပါတယ်။1945ခုနှစ်ကစပြီးတော့အမေရိကန်နဲ့ဗြိတိရှ်အဖွဲ့အစည်းတွေဟာဂျာမနီမှာတင်ပိုက်ထားတဲ့နေမီဒီတွေကစီရေးသိပ္ပံနဲ့နည်းပညာဆိုင်ရာသုတေသနတွေကိုတတ်နိုင်တဲ့လောက်စုဆောင်းဖို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြပါတယ်။ဂျာမနီရဲ့သုတေသနဌာနတွေကိုတင်ပိုက်လိုက်တဲ့အခါ မဟာမိတ်တပ်ဖွဲ့တွေကစစ်တပ်နဲ့ဆက်နွယ်နေတဲ့စာရွက်စာတမ်းတွေပစ္စည်းတွေကိုသိမ်းဆည်းပြီးသိပ္ပံပညာရှင်တွေကိုစစ်ဆေးမေးမြန်းခဲ့ကြပါတယ်အထူးသဖြင့် The Osenberg List ဆိုတဲ့စာရွက်စာတမ်းစာရင်းတစ်ခုကအရေးကြီးနေခဲ့ပါတယ်ဒီစာရင်းကတတိယဂျာမန်နိုင်ငံတော်ရည်မှန်းချက်အတွက်အလုပ်လုပ်ပေးနေတဲ့သိပ္ပံပညာရှင်တွေနဲ့အင်ဂျင်နီယာတွေအမှတ်တမ်းတွေပဲဖြစ်ပါတယ် Joint Intelligence Objective Agency GIOE လို့ခေါ်တဲ့အဖွဲ့ကဦးဆောင်ပြီး Operation Overcast လို့အစပိုင်းမှာနာမည်ပေးထားတဲ့လှုပ်ဝက်စစ်စင်ရေးကိုနောက်ပိုင်းမှာ Operation Paperclip လို့ပြောင်းလဲခေါ်ဆိုခဲ့ပါတယ် ဒီစစ်စေးရေးမှာဂျာမနီတိုက်ပတ်မိညာရှင်1600နဲ့သူတို့ရဲ့မိသားစုတွေကို အမေရိကရဲကိုခေါ်ယူလာခဲ့ပါတယ်။ရွေချက်ကတော့ဂျာမနီရဲ့ထောက်လိုင်းရေးအချက်လက်တွေကိုအသုံးပြုပြီးအမေရိကရဲ့ဇီဝလက်နက်နဲ့ဓာတုလက်နက်တွေကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ပါပဲ။ဒါမှဒီလက်နက်တွေကဆိုဗီယက်ယူနီယံလက်ထဲကိုမရောက်ရှိသွားအောင်ရည်ရွယ်ထားတာပါ။သမ္မတဟယ်ရီထရူမန်ကဒီစစ်စေးရေးကိုခွင့်ပြုခဲ့ပေမဲ့နာဇီတွေနဲ့နာဇီထောက်ခံသူတွေကိုတော့ခေါ်ယူခွင့်မပြုထားပါဘူး။ဒါပေမဲ့ GIO ကဒီညွှန်ကြားချက်ကိုကြော်ဖြတ်ပြီး ိပ်ပံပညာရှင်တချို့ရဲ့စိတ်ရဆွေးမှုနဲ့ပတ်သက်နိုင်တဲ့တက်တီတွေကိုဖျောက်ဖျက်ခဲ့ပါတယ်။ရုရှားတွေကစိတ်ထိန်ချုပ်မှုအစီအစဉ်တွေဖွံ့ဖြိုးနေတယ်ဆိုတဲ့စိုးရိမ်မှုကြောင့် CIA ကအမေရိကန်ထောက်လိုင်းရေးတချို့တွေဒီလိုနည်းပညာနဲ့တိုက်ခိုက်ခံရရင်ဘလို့ခံနိုင်မလဲဆိုတာကိုသိကျင်နေခဲ့ပါတယ်။ဒီလိုနဲ့ဒေါက်တာစနီဂေါလိပူးဆောင်တဲ့ Operation Bluebird ဆိုတဲ့အစီအစဉ်ကိုနောက်ပိုင်းမှာ MK Ultra လို့ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။ယူရန်ဘတ်ကုတ်လို့ခေါ်တဲ့စီးမြင်းမှာလူတွေရဲ့သဘောတူညီချက်မရှိဘဲစမ်းသပ်မှုတွေလုပ်ခွင့်မရှိဘူးလို့တားမြစ်ထားပေမဲ့ MK Ultra ကိုဆယ်စုနှစ်တခုကျော်လောက်လှုပ်ဝက်ပြီးလှုပ်ဆောင်နေခဲ့ပါတယ်။ဒီစီစဉ်ကဇီဝဓာတုပစ္စည်းတွေကိုအသုံးပြုပြီးလူသားတွေရဲ့အပြုအမူကိုပြောင်းလဲအောင်လုပ်ဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါကြောင့်အမေရိကန်နိုင်ငံသားထောင်ထဲချီရွယ်လူတွေပေါ်မှာစမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒီလူတွေကအများစုကသူတို့ဘာကိုသဘောတူလိုက်မိလဲဆိုတာကိုတော့အတိအကျမသိခဲ့ကြပါဘူး။ MK Ultra စမ်းသပ်မှုတွေမှာပါဝင်ခဲ့တဲ့လူတွေထဲမှာလိင်အလုံသမားတွေအကျဉ်းသားတွေတေမင်းနဲ့ရင်ဆိုင်နေရတဲ့ယောဂါတွေတွေလည်းပါဝင်ခဲ့ပါတယ် ဒီစမ်းသပ်မှုတွေထဲမှာတရားမဝင်တဲ့မူရစ်စီးတွေကိုသုံးနေတာလည်းအများများပါတယ်။ Quisenarian Chief ဆိုတဲ့စာအုပ်ကိုရေးခဲ့တဲ့ Journalist Steven Kinzer ရဲ့ပြောပြချက်အရဒေါက်တာ Cindy Golub ကလူတွေရဲ့စိတ်ကိုထိန်းချုပ်ဖို့နီလန်းတစ်ခုကိုဖန်တီးကြည့်နေခဲ့ပါတယ်။သူကဒီလုပ်ငန်းစဉ်ကိုအဆင့်နှစ်ပိုင်းခွဲခဲ့ပါတယ်။ပထမဆုံးကတော့လူတယောက်ရဲ့မူလစိတ်ကိုဖျက်ဆီးပေးရပါမယ်။ဒုတိယကတော့အဲ့ဒီဖျက်ဆီးလိုက်တဲ့နေရာမှာစိတ်အတစ်တစ်ခုကိုထည့်သွင်းရပါမယ်။ဒေါက်တာ Cindy Golub ကလူတယောက်ရဲ့မူလစိတ်ကိုဖျက်ဆီးဖို့အကောင်းဆုံးနီလန်းကဘာလဲဆိုတာသူအဖြေရှာနေခဲ့ပါတယ်။ အဲ့ဒါကတော့ LSD လို့ခေါ်တဲ့မွေးရည်စေအသစ်တစ်ခုဖြစ်ပါတယ်1943ခုနှစ်မှာ LSD ကိုရှာဖွေတွေ့ရှိပြီးတဲ့နောက်ဆေးယောဂကုဆရာဝန်တွေကဒီဆေးကိုစိတ်ကြယောဂစိတ်ပိုင်းဆိုင်ရာကျူရင်းမှုနဲ့ဝေယူပြန်ယောဂလို့ကုလုံးတွေအတွက်အသုံးဝင်မလားဆိုပြီးလေ့လာခဲ့ကြပါတယ်1950ပြည်နှစ်အစောပိုင်းမှာဒေါက်တာဂေါလိက CIA ရဲ့အာဏာကို သုံးပြီးကမ္ဘာပေါ်က LSD ဈေးကွက်တစ်ခုလုံးကိုဝေယူခဲ့ပါတယ်အမေရိကမှာရှိတဲ့ LSD အားလုံးကိုစုဆောင်းပြီးတဲ့နောက်မှာတော့ သူကအဲ့ဒီဆေးတွေကို Hanson Foundation ရဲ့နာမည်နဲ့ဆေးရုံတွေ clinic တွေအချင်းနောက်နေနဲ့ယုံကြည်ရတဲ့အဖွဲ့အစည်းတွေစီပို့ပြီးတော့သူတည်တနာစီမံကိန်းတွေအတွက်စတင်အသုံးပြုခဲ့ပါတယ်။ကျွမ်းကျင်သူတွေရဲ့ပြောပြချက်အရဒေါက်တာ Golly ကထောက်လိုင်းရေးချုပ် Richard Hans နဲ့အဲ့ဒီခေတ်က CIA ညွှန်ကြားမှု Alan Dulles တို့ကိုနည်းနည်းပါးပါးအစီရင်ခံခဲ့ရပေမဲ့တကယ်တမ်းကျတော့သူ့ရဲ့လုံဆောင်မှုတွေကကြီးကြပ်မှုမရှိတလို့ပါပဲ။ဒါကလည်းသူ့ရဲ့ဆရာကြီးတွေကအသေးစိတ်အချက်အလက်တွေကိုမသိကြည်နေတာကြောင့်လဲတစိတဝိုင်းဖြစ်ဖို့များပါတယ်။ဒီလိုနဲ့ဒေါက်တာ Golly က စံတက်မှုတွေကဆိုးရွားတဲ့ရလဒ်တွေနဲ့အဆုံးသတ်သွားရင်တော့တရားဝင်အစီရင်ခံစာတွေတင်ပြဖို့မလိုအပ်ခဲ့ပါဘူး။ဒါပေမဲ့စံတက်မှုတွေကမကြာခဏဆိုးရွားတဲ့အဆုံးသတ်တွေနဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်။1963ခုနှစ်မှာ CIA ရဲ့စစ်ဆေးမှု John Vance က MK Ultra အစီအစဉ်ကြောင်းကိုတရှိသွားခဲ့ပါတယ်။သူ့ရဲ့ရုံးကအစီရင်ခံစာတစ်ခုမှာလူသားတွေရဲ့အပြုမှုကိုထိန်းချုပ်ဖို့လှုံ့ဆော်တဲ့အယူအဆတွေကို CIA အတွင်းနဲ့အပြင်ကလူအများစုက မနှစ်သက်ကြဘူးကျင့်ဝတ်မကိုက်ညီဘူးလို့ယူဆနေတယ်လို့ဖော်ပြခဲ့ပါတယ်ဒီအစီရင်ခံစာကြောင့် MGR ရဲ့လှုပ်ဆောင်မှုတွေကိုတဖြည်းဖြည်းချင်းရှော့ချလာခဲ့ပါတယ်နောက်ဆုံးမှာဒေါက်တာကောလီက LSD ကအသုံးဝင်မှုစိတ်ထိန်းချုပ်မှုဆိုတာမဖြစ်နိုင်ဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်ဒီအစီအစဉ်လည်းအဆုံးသတ်သွားပြီး1983ခုနှစ်မှာ CIA ညွှန်ကြားမှု Richard Hans က MGR နဲ့ပတ်သက်တဲ့စာရွက်စာတမ်းအားလုံးကိုဖျက်ဆီးပြဖို့အမိန်ပေးခဲ့ပါတယ်ဒါပေမဲ့စာရွက်စာတမ်းအများစုကိုဖျက်ဆီးလိုက်ပြီးမတော်တဆကြံခဲ့တဲ့ဘန်နာယူဆိုင်ရာစာရွက်စာတမ်း၈၀၀၀လောက်မှာတော့ MK Ultra နဲ့ပတ်သက်တဲ့အချက်လက်တချို့ကြန့်ရှိနေခဲ့ပါတယ်။ဒီစာရွက်စာတမ်းတွေနဲ့တက်တီထွက်ဆိုချက်တွေကိုပေါင်းစပ်ပြီးတော့ MK Ultra ရဲ့ဆိုးရွားတဲ့သမိုင်းကောင်းကိုပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါတယ်။1985ခုနှစ်မှာ American တရားရုံးချုပ်ရဲ့စာရွက်စာတမ်းတစ်ခုက MK Ultra အကြောင်းကိုတခုတည်းသောအစီအစဉ်အောက်မှာ project 162ခုအဖြစ်ဖော်ပြခဲ့ပါတယ်။ဒီ project တွေကအများစုကိုတက္ကသိုလ်ရီသုတေသနာ foundation တွေမှာလှုပ်ဆောင်ခဲ့ပြီးသူတို့ကိုယ်တိုင်က CIA အစမ်းအသတ်မှုတွေမှာပါဝင်နေတယ်ဆိုတာမသိခဲ့ကြပါဘူး။ နိုင်ငံတော်ဝင်နေရာအနှံ့မှာလှုပ်ဆောင်ခဲ့တဲ့ဒီစမ်းသပ်မှုတွေမှာ LSD စိတ်ငြိမ်စေအာယုံခံစားမှုထိန်းချုပ်နေတဲ့ဇီဝဆေးတွေကိုအသုံးပြုခဲ့ပြီးထိန်းလန့်စရာကောင်းတဲ့ရာလတ်တွေဖြစ်ပေါ်ခဲ့ပါတယ်။ဥပမာပြောရရင်ကန်တကီမှာရှိတဲ့ဆေးယောဂတဲ့တယောက်ကို LSD ရပ်ပေါင်း184ရက်စတဲ့တိုက်တွေးခဲ့ပါတယ်။ MG Ultra စမ်းသပ်မှုရဲ့နေရာတိုင်းလိုလိုကကြောက်စရာကောင်းနေပေမဲ့ Front Olsen ရဲ့တေဆုံမှုလောက်ယင်ထိတ်စရာနဲ့ထိန်းလန့်စရာကောင်းတဲ့အဖြစ်ပြက်တော့မရှိခဲ့ပါဘူး။1953ခုနှစ်နိုဝင်ဘာလ28ရက်နေ့မှာအစိုးရသိပ္ပံပညာရှင် Frank Olsen ဟာ နယူးယောက်မြို့ကဟိုတယ်ဆက်လာရဲ့အထက်မြင့်ပတင်းပေါက်ကနေခုံချလိုက်တာလားတုံးချခံလိုက်ရတာလားဆိုတာမသေးကြပါဘဲပတင်းပေါက်ကနေပြုတ်ကျပြီးတည်ဆုံသွားခဲ့ပါတယ်။ CIA ကတော့သူကအလုပ်ကြောင့်စိတ်ဖိစီးမှုတွေများလုံးလို့ခုံချသွားတယ်လို့ဆိုခဲ့ပါတယ်။သူဟာ1950ခုနှစ်မှာအမေရိကန်စစ်တပ်ရဲ့ဇီဝဓာတုတက်ခွဲကမ်းမှာအလုပ်ဝင်ခဲ့ပြီးဒီထဲကတဆင့်ပြန်ပွားနိုင်တဲ့ aerosol လက်နက်တွေဖန်တီးဖို့လှုံ့ဆော်ခဲ့ပါတယ်။ Breeding Paris Norway နဲ့အနောက်ဂျာမနီတို့မှာရှိတဲ့စစ်ဖက်ဆိုင်ရာသုတေသနစံတာတွေကိုတွားရောက်လေပတ်ခဲ့စဉ်မှာ CIA ကသူဖန်တီးခဲ့တဲ့ဇီဝလက်နက်တွေကိုအသုံးပြုပြီးလူသတ်မှုတွေကျူးလွန်တဲ့ပြင်းထန်တဲ့စစ်ဆေးမေးမြန်းမှုတွေကိုမြင်တွေ့ခဲ့ရတယ်လို့ဆိုလိုက်ပါတယ်။နိုဝင်ဘာ24ရက်နေ့မှာသူကသူ့ရဲ့ဌာနအကြီးအကဲကိုအလုတ်ထွက်မယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူ့အကြီးအကဲကနယူးယောက်ကိုသွားပြီးစိတ်ပိုင်းဆိုင်ရာကုသမှုခံယူဖို့အကြံပေးလိုက်ပါတယ်။ကျေးဇူးတော်နေ့ရဲ့နောက်တစ်နေ့မှာအော်ဆန်ကအင်ကိုဖုန်းဆက်ပြီးသူတက်တာလာနေပြီလို့ပြောခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီညနေမှာပဲအော်ဆန်ဟာတိတ်ဆုံးသွားခဲ့ပါတယ်။ သူ့မိသားစုကအစာပိုင်းမှာ CIA ရဲ့ရှင်းပြချက်ဖြစ်တဲ့အလုတ်ဖီစီမှုကြောင့်သူ့ကိုယ်သူတက်တည်ခဲ့ရတဲ့ဆိုတဲ့အဆိုကိုလက်ခံခဲ့ပြီးမြဲ1985ခုနှစ်မှာ MK Ultra Project ရဲ့အသေးစိတ်အချက်လက်တွေထွက်ပေါ်လာတဲ့အခါသူတို့အမြင်ပြောင်းလဲသွားခဲ့ပါတယ်။မိသားစုကစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ရမှာဟိုတယ်ရဲ့ပြင်ပောက်ဟာအော်ဆန်ကိုရိုင်းခုံချဖို့ဆိုရင်တင်းငယ်လုံးနေဆိုတာတွေ့ရှိခဲ့ပါတယ်။1980ပြည့်နှစ်နောက်ပိုင်းတွေမှာ CIA ကအော်ဆန်ကိုမိုးရစ်စီပေးခဲ့တယ်ဆိုတာကိုဝန်ခံခဲ့ပြီးသမရဂျယ်ရယ်ဖို့ကသူ့မိသားစုကိုတောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့သူတည်ဆုံးမှုရဲ့အကြောင်းမှန်ကတော့ဆက်လက်ပြီးလှူဝဆန်းကျင်နေခဲ့ပါသေးတယ်။1994ခုနှစ်မှာ journalist Samuel Hush က New York Times မှာ MK Ultra Project ကြောင့်ရေးသားဖော်ထုတ်ခဲ့ပါတယ်။1989ခုနှစ်မှာတော့အထက်လွှတ်တော် ကော်မတီကဒီ project နဲ့ပတ်သက်ပြီးကြားနာဝယ်ပြုလုပ်ခဲ့ပါတယ်။သူတို့ရဲ့အစီရင်ခံစာမှာ MK Ultra မှာပါဝင်ခဲ့တဲ့လူတွေအတွက်စီးပွားဆိုင်ရာကြိုတင်စစ်ဆေးမှုလုပ်ထုံးလုပ်နေပြီးအင်တာနက်နှေးပါခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်အစီရင်ခံစာက အ ਨੇ ဆုံးလူတစ်ယောက်ရဲ့တည်ဆုံးမှုဆိုလိုတာကဒေါက်တာအောင်စင်ရဲ့တည်ဆုံးမှုဟာဒီလှုပ်ဆောင်မှုတွေကြောင့်ဖြစ်ပေါ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ CIA ကိုယ်တိုင်ကပဲဒီစမ်းသပ်မှုတွေဟာသိပ္ပံပညာရအတိတ်ဝယ်မရှိဘူးလို့ဝန်ခံထားခဲ့ပါတယ်။စမ်းသပ်မှုတွေကိုစောင့်ကြည့်တဲ့အေဂျင့်တွေဟာသိပ္ပံပညာရှင်အဆင့်ကျွမ်းကျင်သူတွေမဟုတ်ခဲ့ကြပါဘူး။စမ်းသပ်ခံရတဲ့လူတွေကိုလည်းစမ်းသပ်မှုရဲ့ပထမနာရီအနည်းငယ်ကလွဲရင်ဆက်လက်စောင့်ကြည့်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။တချို့ကိစ္စတွေမှာစမ်းသပ်ခံရသူတွေဟာနာရီပေါင်းများစွာဒါမှမဟုတ်ရက်ပေါင်းများစွာဖြားနိုင်ခဲ့ရပြီး ထိရောက်တဲ့နောက်ဆက်တွဲစောင့်ကြည့်မှုဆိုတာမဖြစ်နိုင်ခဲ့ပါဘူး။အထက်လွှတ်တော်ကုမ္ပဏီက NK Ultra ရဲ့စံတပ်ခံရသူတွေကိုအကြောင်းကြားသိနေလို့ဆုံးဖြတ်ခဲ့ပေမဲ့ CI က project နဲ့ပတ်သက်တဲ့မှတ်တမ်းအများစုကိုဖြတ်စည်းပြစ်ခဲ့တာမို့လို့သူတို့ကိုရှာဖွေဖို့ဆိုတာတော်တော်ခက်ခဲသွားခဲ့ပါတယ်။တရားစွဲဆိုမှုတွေပေါ်ပေါက်လာခဲ့တယ်လို့စံတပ်ခံရသူတွေဆိုရော်ကြီးနဲ့နောက်ထပ်အချက်လက်တွေထုတ်ပြန်ပြဖို့တောင်းဆိုမှုတွေတရားရုံးမှာအမှုတွေရင်ဆိုင်ခဲ့ရပေမဲ့နောက်ဆုံးမှာဘာမှတိတိတတ်တာလုံဆောင်နိုင်ခဲ့တာမရှိသလောက်ပါပဲ။ San Francisco Weekly ရဲ့ဖော်ပြချက်အရ MG Ultra စံတပ်မှုတွေမှာ ထောင်ထဲချီရဲ့လူတွေထိတွေ့ခဲ့ရပေမဲ့တကယ်တမ်းတော့အကြောင်းကြားခံရသူဟာ14ယောက်ပဲရှိခဲ့ပါတယ်။1994ခုနှစ်မှာ Frank Olsen ရဲ့သားကသူ့ဖခင်ရဲ့ယုံလောင်းကိုတူးဖို့စစ်ဆေးခဲ့ပါတယ်။စစ်ဆေးမှုအတိတ်တခုရ Frank Olsen ဟာပဒင်းပေါက်ကနေပြုတ်ကျမသေးဆုံးခင်မှာခေါင်းကိုထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတာကိုတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့နယူးယောက်ခင်ရိုင်ရှိနေတဲ့စုံစမ်းစစ်ဆေးမှုကတော့ခိုင်လုံတဲ့ရလဒ်တွေမထုတ်ပြန်နိုင်ခဲ့ပါဘူး။နောက်ဆုံးမှာ Olsen ရဲ့မိသားစုဟာ American ဆိုရနဲ့အခြေချညှိနှိုင်းမှုတစ်ခုရခဲ့ပါတယ်။ MG Ultra ဆန်းသတ်မှုမှာဘာတွေတကယ်ဖြစ်ခဲ့လဲဆိုတာဒီနေ့အချိန်ထိရှင်းရှင်းလင်းလင်းသိရတာနည်းပါးနေပြီမဲ့ဒီဆန်းသတ်မှုတွေကချော်ပြေးရင်ကျင်းမှုနဲ့ရောရှက်လာခဲ့ပါတယ်။ The Manchurian Candidate, American Ultra, Stranger Things လို့ရုပ်ရှင်တဲ့ဇာတ်လမ်းတွေက MG Ultra ကနေစိတ်ကူးစိတ်သာအကြံဉာဏ်တွေရခဲ့တာပဲဖြစ်ပါတယ်။ Robert Hunter လို့ထင်ရှားတဲ့စာရေးဆရာတွေနဲ့အမှုပညာရှင်တော်တော်များများဟာလည်း LSD ကနေလှုံ့ဆော်မှုရခဲ့အောင်လည်းမကပါဘူး။သူတို့ဟာဒီဆေးကို MG Ultra ဆန်းသတ်မှုတွေကနေတစ်ဆင့်စတင်သိရှိသွားခဲ့ကြတာဖြစ်ပါတယ်။ စိတ်ဝင်စားကြကောင်းတာကဒီလိုဝက်စီရေးတိုက်ပွဲကလိုက် MK Ultra season ကလူတိုင်းကရှုပ်ရှားထိုက်တယ်လို့သဘောတူကြပြီဒီ season ရဲ့တက်ရောက်မှုတွေကိုဒီ project ရှိမှတော့မသိကြတဲ့လူပေါင်းများစွာကမြင်တွေ့ခဲ့လိုက်ရတာဖြစ်ပါတယ်အခုလိုဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ရဲ့ Blue TV ကိုလည်း like and subscribe လုပ်ထားပေးကြပါခင်ဗျာ